ဒီနေ့တော့ကောင်းသောမျိုးစေ့နဲ့တော်မျိုးစေ့ဆိုရဲကောင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်မတဲအခန်း73စာပိုက်29နဲ့30ကိုဖတ်ပါမယ်အင်းရှင်က ထိုတော့ငါအလိုမရှိတောပင်တို့ကိုရွေးနှုတ်လင်စဘာပင်တို့ကိုရောနှော၍နှုတ်မိမြူဆိုရင်စရာအကြောင်းရှိစဘာရိတ်သောကာလတိုင်အာ အပင်နှမျိုးတို့သည်အတူကြီးပွားပါလိမ့်စေ။စဘာရိတ်သည့်ကာလရောက်လင် တောပင်တို့ကိုရှည်ဥစွာ ရွေးနှုတ်၍မြေရှုခြင်းကစီးနောင်ကြလော့။စဘာကိုကဂျီနိုက်စုသိမ်းတွန်းထားကြလော့ဟု။ရိတ်တော်သူတို့အားရှင်မီဟုအင်းရှင်ဆိုသည်ဟုမိန်တော်မူ၏။ကျွန်တော်ကြားနေကြမကောင်းသောမျိုးစင်းနဲ့တောမျိုးစင်းနော်။ဒါနဲ့ပတ်သက်လို့ယေရှုဟာရှင်းပြတယ် ာပိုက်30ခွန်မှာကိုရောကကောင်းသောမျိုးစေ့ကိုကျဲသောသူကလူသားဖြစ်လူသားဆိုတာယေရှုသူကသူပြောတာလူသားဖြစ်နော်လေကဤလောကဖြစ်ကောင်းသောအစီကနိုင်ငံတော်သားဖြစ်တောမျိုးစေ့ကနတ်ဆိုးသားဖြစ်တောမျိုးစေ့ကိုကျဲသောရန်သူကနတ်မာနတ်ဖြစ်သူပြောတာတွေ့ရနော်ဆိုတော့ဒီနေ့ယေရှုခရစ်တော်က ကောင်းသောမျိုးစေ့နှုတ်ကပတ်တော်မျိုးစေ့ကိုချဲ့တယ်ဘုရားသခင်လိုတော်နဲ့ညီအဲ့တော့ဒီအပေါ်ပိုင်းဖတ်မယ်ဆိုရင်လူတို့ဒီအေပျော်စင်ဆိုတော့ဒီလောကကြီးမှာဟောလူတွေကနမောနမဲရှိနေကြတယ်ယုံကြည်သူပြောတာမဟုတ်ဒီနေရာမှာเนาะအဲ့လောကီသားတွေကသူတို့ကနမောနမဲရှိကြတယ်အေပျော်ကြတယ်ပေါ့တတိတမာတတိမရှိရအကြောင်း အဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ဒီသရမဏတ်ကလည်းသူကနှုတ်ကပတ်တော်မျိုးစင်းနဲ့တူတဲ့မျိုးစိကိုကျဲလိုက်တယ်သူလိုပြောချင်တာနော်အဲ့တော့အဲ့ဒါကိုတော့သူကအပင်ချိတဲ့ခါမှာမသိကြအောင်အချိန်တန်လို့အတီးတီးတဲ့ခါမှာတဲ့သူကဒီကောင်းကင်တမန်နေပေါ့မြင်တဲ့ခါကျတော့ဟာကောင်းတော်မျိုးစိကိုကျဲတယ်မဟုတ်ဘူးလားဘာလို့ဖြစ်လို့တော်မျိုးစိက ပေါက်ပြီးတော့အသီးသီးနေရတာလေသူလိုမေးကြတော့နော်မလားတဲ့နော်တော်မျိုးစုတော့နော်မလားဆိုတော့အပင်ကတော့မနှုတ်နဲ့တဲ့ဒီကဘာကုံမပဲနော်အရင်နှုတ်မယ်သူတို့ကိုမြို့ဘုရထဲ့မယ်ပြောတာချက်တယ်ဒီနေရာမှာကျွန်တော်ဟိုတနေ့ကဒီအကြောင်းလေးကိုကျွန်တော်တို့ဟိုစကားပြောကြရင်းနဲ့အတင်းတော်တစ်ပါးအကြောင်းပေါ့ပြောကြတဲ့ခါမှာအတင်းတော်တစ်ပါးမှာတင်းဥစရာကိုရင်က ကျွန်တော်တို့တည်တဲ့လောက်သူ့အเจ้าကိုလိလာတဲ့ခါမှာသူကတော်မျိုးစေ့လို့ဖြစ်နေတယ်မျိုးစေ့မမှန်ဘူးနော်သူအသေးမလုပ်ပေမဲ့တစ်ခါလေးမှနှဆုံးနဲ့လည်းပေါင်းတယ်နော်အဲ့လိုဖြစ်တော့အဲ့ဒီမှာရှိတဲ့တောင်ခံကနော်သူတို့ရဲ့ဆရာကြီးပေါ့ဒီတင်းဦးဆရာကိုတာနာပြုတ်ကိုသူဖဲချင်းတယ် ဖယ်လိုက်ရင်ကျွန်တော်ပြောတယ်ဖယ်ချင်တယ်ဖယ်မလို့လို့မလဲဘလို့ဖြစ်မလဲဆိုတော့ကျွန်တော်သုံးသပ်တယ်ဖယ်လိုက်ရင်တော်တော်များများပျောက်ကုန်မယ်လုံကုန်မဟုတ်ရောက်ဒီရောက်ပြင်ဖယ်ချောင်းမရောက်တဲ့သူနဲ့ဘာလို့သူတို့အသက်တာလေးတွေဟာတနာစရာကောင်းတယ်ပေါ့အဲ့တော့ဒီတိုင်းထိုင်မကောင်းဘူးလားလို့ပြောရင်းနဲ့ဒီနော်ကောင်းသောမျိုးစင်းနဲ့တော်မျိုးစင်းအကြောင်းကျွန်တော်စင်စင်မိတာအခုတောင်ဝင်ရတာဖြစ်တယ်ကျွန်တော်ပြီးခဲ့တဲ့ကြာသပရိနေကကျွန်တော်စကားပြောကြတယ် အဲ့တော့သူကနှုတ်လိုက်ရင်တဲ့ကောင်းသောစဘာပြင်လဲနှုတ်မိမှာစိုးရင်လေဆိုတဲ့အတိုင်းပဲဒီနေ့ကျွန်တော်တို့ကအဲ့လိုစိုးရင်တာနှုတ်ချင်တာတော့ခုနတော်မျိုးစစ်ကဖြစ်တဲ့အပင်ပေါ့တော်ပင်ပေါ့သူကသူနဲ့အတူရှိနေတဲ့သူတွေကသူ့ကိုနှုတ်လိုက်ရင်ကွဲလွန်ကုန်မှာဟောသူတို့တက်တာတွေဟာဆာရမဏေလက်ထက်ရောက်သွားနိုင်တယ်နော်ဟိုလမ်းလွဲသွားနိုင်တယ် ဒါလိုဖြစ်နိုင်တယ်ပေါ့သူကယောဘိနှောက်တယ်လို့ဖြစ်သွားမှာပေါ့ဟာအဲ့လိုရှိတယ်ပေါ့ဒါကြောင့်တိဖို့ကဒီနေ့ဒီလောကလို့ပြောတဲ့ခါမှာတကယ်တမ်းကျတော့အခုချိန်မှာတော့ဘာဖြစ်သွားရလဲယုံကြည်သူအသိတော်ပေါ့အသိတော်ထဲမှာဒီနေ့ဘာဖြစ်နေလဲဆိုတော့ကောင်းသောမျိုးစေ့နဲ့တော်မျိုးစေ့ကရောနေတယ်လို့ပြောချင်တာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့မှာကျွန်တော်တို့ကအသိကိုမြင်မှပဲ တိတယ်တဲ့အပင်ကတော့ကြီးထွားနေတာပဲရောနေတာပဲမတိတာဘူးတဲ့ဒီလိုပြောရတွေ့ရအဲ့အဲ့အဲ့ဒီတော့ music အကြောင်းကိုကျွန်တော်ကြည့်အောင်ဒီမတဲခန်းခွန်စပိုက်15နဲ့16ကိုပဲဖတ်မယ်ပြီးမှကြော်ပြီးတော့မှဒီ21 22 23ထိရှင်းပြအတွက်နဲ့ကြံတန်းတော်တော်ခွေးဖြစ်လေ သူဦးရေကိုခြုံ၍သင်တို့ရှေ့အတုံရောက်လာတော့မိဆာပရောဖက်တို့ကိုသတိနဲ့ရှောင်ကြလော့ထိုသူတို့အကျင့်ကိုထောက်၍သူတို့သဘောကိုသိကြလိမ့်မည်စူးပင်၌စပစ်တီးကိုဆွတ်တတ်တယ်လောစူးလိပင်၌တဲမောတဖန်းတီးကိုဆွတ်တတ်တယ်လောကောင်းသောအပင်ဒီကောင်းသောအသည်မကောင်းသောအပင်ဒီမကောင်းသောအသည်ကိုတိတက်၏ဒီနေရာမှာသူတို့ကသူတို့အကျင့်ကိုထောက်၍သူတို့သဘောကိုသိကြလိမ့်မည် အကျင့်ကဘာအတီးကိုပြောတာနော်အတီးကိုချိလိုက်တာ ਨੇ သူကသူ့ရဲ့သဘောအထဲမှာဘသူ့အဖြစ်နော်သူဟာရှင်းတမ်းနေတယ်လေသူ့ရဲ့မျိုးစည်းကမှန်လားမမှန်လားဆိုတာသူ့ရဲ့အကျင့်ကိုကြည့်ရင်သိတယ်နော်သိတယ်တဲ့နော်ကျွန်တော်ကြည့်လို့မရအောင်အကျင့်ကိုကြည့်ရမှာသိပေါ့နော်အဲ့အကျင့်ကကျွန်တော်နောက်ဆက်ရှင်းပြမယ်အောက်ကိုဆက်ဖတ်မယ်စာပိုက်27မှာ တခင်တခင်ဝန်ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောခမဲတော်အလိုကိုဆောင်တော်သူသာလျှင်ဝင်ရလိမ့်မည်ထိုနှစ်၌ကတခင်တခင်အကျွန်ုပ်တို့သည်ကိုရောအခွင့်နှင့်ဆုံးမဩရာပေးပါပြီမဟုတ်လောကိုရောအခွင့်နှင့်နှဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လောကိုရောအခွင့်နှင့်များစွာသောတကိုးတို့ကိုပြပါ၏မဟုတ်လောအများသောသူတို့သည်ရှောက်ကြလိမ့်မည်ထို့သောရှောက်သောအခါတင်းတို့ကငါအလင်းမသိ အရမအမှုကိုပြုတ်တော်သူတို့ငါထာမပေးချတို့သူတို့အားအတင့်လင်းငါပြောမိယေရှုကအဲ့ဒါဘသူတွေလဲဆိုတော့မျိုးစီကမမှန်ဘူးတော့အတင်းတော့အတိုင်းဝိုင်းခရန်တိုင်းဝိုင်းထဲမှာရှိနေပေမဲ့ तू က तू ပြောင်းလဲလာတဲ့မျိုးစီပေါ့နော် तू ခရန်ဖြစ်လာတဲ့မျိုးစီကမမှန်ဘူးအပင်ကတော့ခွဲလို့မရဘူးအတိမှလာခွဲလို့ရတဲ့ခါမှာ तू ကပြောချင်တာကအဲ့ခရန်ကသူ့ထဲမှာ တန်ရှင်သောဝိညာဉ်တော်စစ်မှန်တဲ့မျိုးစရာအဖြစ်ဖြစ်နေတာမဟုတ်ဘူးဝိညာဉ်တော်မဟုတ်ဘူးဝိညာဉ်တပါးပါးတော့သူခံရတယ်ဟောတိဘုကလူတယောက်ဟာဝိညာဉ်တပါးပါးတန်ရှင်သောဝိညာဉ်တော်၎င်းတခြားဝိညာဉ်ဝိညာဉ်ဆုံးနဲ့ဆုံးတမောက်ဒီမိစ္ဆာဝိညာဉ်တော်၎င်းမခံရဘဲနဲ့ဒီရှုကိုဖျားဖြစ်တယ်ဖျားသားဖြစ်တယ်လို့သူဝေမခံနိုင်ဘူးတဲ့နော်အဲ့တော့ဘာဖြစ်လို့လဲသူပြောနိုင်လဲဆိုတော့ ဒီယေရှုရဲ့တက်တော်စင်ကိုကြည့်တဲ့အခါမှာနတ်ဆိုးတွေကလည်းယေရှုနော်ဖျားသားလို့ဝန်ခံကြတယ်နော်ဖျားခင်ဖြစ်တယ်လို့သူတို့ဝန်ခံကြတယ်ဒါတင်မကပါဘူးအမှုတော်ဆောင်နေရှင်ပေါလုတို့ဆိုလည်းအဲ့လိုပဲနော်အမှုတော်ဆောင်မှသူတို့ဝန်ခံတယ်အဲ့ဒါဆိုရင်အတိတ်ပဲပါလေလူတယောက်ရဲ့အထက်မှာဝိညာဉ်တစ်ပါးပါ မရှိရင်မတိတတ်ဘူး တရှနာဝိညာဉ်ရှင်လည်းဝန်ခံတယ်တခြားဝိညာဉ်ရှင်လည်းယေရှုဟာဖျားဖြစ်ကြောင်းသူသိတယ်မနက်ကသိတာပေါ့ကောင်းကင်ဘုံမှာအတူနေခဲ့တာလေဟုတ်နော်အဲ့တော့သိတယ်တဲ့ဆိုတော့သူကလည်းအရေးကြီးတာကကျွန်တော်သိဖို့ကအဲ့ဒီပုဂ္ဂိုလ်တွေကသူတို့အထက်မှာရောက်နေတာဟာမိစ္ဆာဝိညာဉ်ဖြစ်မှသူတို့မသိဘူးသူကလင်ပြီလာတာဟန်ဆောင်ပြီလာတာဟုတ်ကဲ့သူဘာလဲ လင်းတော့ကောင်းကင်သမန်ကဲ့သို့ဟန်ဆောင်တယ်လို့ပြောတာဟုတ်အဲ့သူခံရတဲ့သူကသူ့ရေခြုံပြီးတော့မှလာတယ်လို့ပြောတာလေအထက်မှာတော်ခွေးဆိုတော့ဒီနေ့သူကြားတဲ့နှုတ်ကပတ်တော်ကမျိုးစေ့ကမမှန်ဘူးမမှန်မဲ့နဲ့ကြားပြီးတော့မှသူကယုံကြည်တယ်သူထင်တော့ယေရှုကိုသူယုံကြည်တော့သူထင်နေတယ်အဲ့ဒီခါမှာသူကပါလေအထက်မှာဝိညာဉ်တစ်ပါးရောက်လာတယ်အဲ့ဒီဝိညာဉ်ကယေရှုရဲ့ဝိညာဉ်ဖြစ်မနေဘူး မိစ္ဆာဝိညာဉ်ဖြစ်နေတယ်တမဝိညာဉ်မဟုတ်တော်တော်လဲ तू ကမသိဘူးမသိတော့အထက်ဝိညာဉ်ကမိစ္ဆာဝိညာဉ်ဆက်ပြီးတော့ဟန်ဆောင်တဲ့ခါမှာ तू ကဘာလုပ်လဲဒီမှာနော်ငရဲ့ကြောင့်မှအထက်မှာပါသွားတယ်ပလင်ဖြူတရားရှင်ချင်းမှ तू ပါတယ်ခြေဆောင်ချင်းမှမပါဘူးနော်ပလင်ဖြူတရားရှင်ချင်းထိ तू တဘောမပေါက်သေးဘူးဘာဖြစ်လို့ကျွန်တော်ငရဲ့သွားမှာလဲတဲ့ကျွန်တော်ကခရိယံပဲယုံကြည်သူပဲနော်အဲ့တော့ထုံးနေတဲ့ကားတဲ့သခင်သခင်ဟုတ်ငါ sorry ကျွန်တော်တို့ဒီကိုယ်အခွင့်နဲ့ဆုံးမဩတာပေးပါရင်မဟုတ်လို့ဟာတရားတော်ဟောလိုက်သေးတယ်သူများအောင်နော်တက်တက်ခံလိုက်သေးတယ်ကိုယ်တော်ခွင့်နဲ့နှဆိုးတော်နင်ထုတ်ပါပြီမဟုတ်လို့နှဆိုးတော်နင်ထုတ်လိုက်သေးတယ်နော်ကိုယ်တော်အခွင့်နဲ့များစွာသောတကူတော်ပြပါပြီမဟုတ်လို့သူအများသောသူတို့ရှောက်ကြလိမ့်မယ်ချစ်အဲ့တော့ဒီအောင်မြင်မှုတွေတကူနမိတ်လက္ခဏာတွေလူတွေနော်ပြောင်းလဲတယ်လို့ထင်ရတဲ့အရာတွေပေါ့ယတမကအရက်ပြတ်သွားတာတို့ ဘိန်းစားကဘိန်းပြက်ပြီးတော့မှအမှုတော်ဆောက်သွားတာလို့နော်ရုတ်တရက်ချင်းကောင်းပါတယ်ဒါပေမဲ့မျိုးစင်မှန်ဖို့လိုပါတယ်နော်မျိုးစင်မှန်ဖို့လိုကိုကြားတဲ့နှုတ်ကပတ်တော်တကယ်စစ်မှန်တဲ့နှုတ်ကပတ်တော်ဟန်ဆောင်ထားတဲ့ဝိညာဉ်ရဲ့ကအသွင်ပြုတ်ချင်းခံရတဲ့ဆရာတွေဟောတဲ့နှုတ်ကပတ်တော်ခံယူပြီးပြောင်းလဲရင်တော့သူခံရတဲ့ဝိညာဉ်ဟာမိစ္ဆာဝိညာဉ်ဖြစ်နေတာတော်တော့ကြည့်ကြည့်သူလည်းမှုတော်ဆောင်ပါအသက်သာပြောင်းလဲမယ်တရားဟောမယ်လှူမယ်နမိတ်ခန္ဓာလည်းပြမှာပဲ တမတွင်ယေရှုကမင်းတို့ကမသိဘူးအရမအမှုပြုတ်တော်သူလို့ပြန်ပြောမယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့တသက်တာအလွန်ကြီးကြီးတယ်နော်ခရိယံအတိုင်းဝိုင်းမှာကျွန်တော်တို့သတိထားစရာနော်ဘသူကတော့ဟိုကောင်းသောမျိုးစစ်ကလာတာလေဘသူကတော့မိဆာမျိုးစစ်ကလာတယ်ရုပ်တရက်ခွဲလို့မရအောင်အသေးကိုကြီးတယ်နော်ကဲဟုတ်ပြီအသေးကဘလို့လဲအကျင့်နဲ့ကျွန်တော်ကြည့်အောင်အကျင့်နဲ့ပတ်သက်လို့ တိရောအခန်းလေးစာပိုက်9နဲ့6ကိုပဲကြော်ပြီးဖတ်လိုက်မယ်အမတိကလောက်နဲ့ဖတ်ကြည့်ပါနော်ထူသူတို့ဒီလောကနဲ့ဆက်ဆိုင်သောကြောင့်လောကီအကြောင်းအရာတို့ကိုဟောတတ်ကြ၏အဲ့တော့မိစ္ဆာဝိညာဉ်ခံရတဲ့သူတွေဟာနောက်ဘတ်တော်လို့ဆိုပြီးတော့မှသူတို့တရားဟောကြတဲ့ခါမှာဘာအကြောင်းအများဆုံးပြောလဲဆိုတော့လောကီအကြောင်းပြောတယ်တဲ့နော်လောကီအကြောင်းပြောတယ်ဒါကိုအဲ့ဒါသူ့ကျင့်မယ်နော် သူကအေဖယားသခင် အကြောင်းထက်လော့ကီရဲ့အကြောင်းပဲဖယားခင်ကိုခုတုံးလို့ပြီးလော့ကီအကြောင်းပဲပြောတယ်နော်ပြောတတ်ကြိုက်လော့ကီတားလို့လေသူတို့တို့စကားကိုနားထောင်တတ်ကြိုက်လူတို့ကအဲ့ပျော်စင်တဲ့ဟုတ်နော်သူတို့အဲ့ငါတယ်သူတို့ထပ်မမျိုးစစ်ကျဲသွားတာတမာတိမရှိတဲ့ခါမှာတမဟိုမိဆက်ဝိညာဉ်နားထောင်တတ်ကြိုက်ငါတို့မူကဖယားသခင်နဲ့ဆက်ဆံကြိုက် ဖျားသခင်ကိုတိတော်သူတွေငါတို့စကားကိုနားထောင်တိုက်နော်ဖျားခင်နဲ့ဆက်ဆိုင်တော်သူတွေငါတို့စကားကိုမဆက်ဆိုင်တော်သူငါတို့စကားကိုနားမထောင်တတ်ထိုအရာကိုငါတို့တွေထောက်၍တမာဝိညာဉ်ကို၎င်းမိစ္ဆာဝိညာဉ်၎င်းကို၎င်းသိရကြ යි ကဲဒီနေရာမှာအကျင့်ကနှမျိုးတွေ့ရတယ်နော်အကျင့်ကြည့်ခွဲရမယ်ဆိုရင်တော့အတီးပေါ့တခုကတော့ဗာလေဒီ ်လောကနဲ့ဆိုင်တဲ့စာတန်ရဲ့မျိုးစိကနဆိုးရဲ့မျိုးစိကလာတဲ့သူကသူကဘာပြောလဲဆိုတော့လောကီအကြောင်းမပြောတယ်အဲဒီလောကီအကြောင်းနေပြောပြီးတော့မှလူတွေယုံကြည်သူဖြစ်လာတယ်အတ္တတပြောင်းလဲသွားတယ်တတပြောင်းတယ်ဒါပေမဲ့အဲ့ဒါမနဲ့မျိုးစိအပြင်ပြောင်းလဲတာမဟုတ်ပြောင်းလဲတာမဟုတ်အဲ့ဒါမနဲ့မျိုးစိအပြင်တကယ်ပြောင်းလဲတော့သူကဘာလဲငါတို့စကားကိုနားထောင်တိုက်ဖခင်စကားနားထောင်တတ်တယ်ဒီနှုတ်ကပါတော်နဲ့ငင်းအသက်ရှင်တတ်တယ် ဒီလိုပြောလို့မမားတော့ဘူးလို့ပြောချင်တာမဟုတ်ဘူးကျွန်တော်လည်းတော့အယူလွဲတော့ဖြစ်လို့မရဘူးနော်ကျွန်တော်လည်းမတ်တက်တယ်ဟိုဆိုကြပါစို့ကျမ်းပိုင်မားပြောမိတာတို့အเจ้าရာကိုမားပြောမိတာတို့ရှိမှာပေါ့တော့အဲ့လိုရေးပါလေဟိုကဟိုဩဝါရာကြီးလွဲသွားတာမျိုးမဟုတ်ဘူးနော်မမဟုတ်ဘူးအဲ့တော့ဓမ္မမေဆွေဒီနေ့နော်ကျွန်တော်သတိထားဖို့ကဟို ကောင်းသောမျိုးစစ်တရားကောင်းသောမျိုးစစ်ဖြစ်တယ်လို့ကျွန်တော်အပိချင်တယ်နော်အဲ့တော့ကိုယ့်ကိုကောင်းသောမျိုးစစ်ဟုတ်လားမဟုတ်လားကတော့ဗာလဲဘယ်စကားကိုသူတင်သားထောင်လဲဘယ်စကားကိုပြောလဲတင်ပလင်ပေါ်တက်လိုက်ရင်ဘာကြောင်းနေပြောလဲလောကီကြောင်းပြောနေလားသူမအောင်မထိုင်လဲဘာကြောင်းနားထောင်လောကီကြောင်းပဲနားထောင်လားအဲ့တင်မျိုးစစ်မမှန်ဘူးမမှန်ဘာလို့ဒီနေ့ဒီနေ့ဆိုင်နောင်တရပါ ။နောင်တရပါယေရှုရဲ့ဝိညာဉ်တင့်ထက်ရမှာအထဲမှာရောက်တဲ့ဟန်ဆောင်နေတဲ့ဝိညာဉ်ထွက်သွားမှာဖြစ်တယ်။နောင်တရပါနမောနပလင်ဖြူတရားရှင်ရှင်းမှာကိုရခွန်းနဲ့ဆုံးမအော်ရပေးပါမို့လို့ကိုရခွန်းနဲ့မြတ်စွာဘုရားတကူကြီးပြရင်မဟုတ်လားတဲ့။ဆိုပြီးတော့မှငရဲချောင်မောင်နားမလည်နိုင်ဘူး။ကျန်တဲ့လူအလုံးကငရဲချောင်ရင်သူကဘာလို့တရားရှုံးပြီးကြတာ။တရားရှုံးနေဆိုတော့ဗာလေ။ဘသူမှမေခွန်းမထုတ်ဘူးဗျာ။ကျွန်တော်မှန်တယ် ငဲကြထိုက်တယ်ဆိုတော့ငဲတဲ့ကိုပလုံးစုံခုံဆင်းမှာသူတို့ကတော့သူတို့တို့တရားရှုံးမှမသိဘူးဘာကြောင့်လဲသူကအမှုတော်ဆောင်နေတယ်သူ့ကိုသူနော်ယေရှုခွန်းနဲ့ယေရှုခွန်းနဲ့ကြည့်တဲ့ဟောရဘယ်ဟုတ်မလဲအထဲမှာကမျိုးစရာမှမဟုတ်တော်မျိုးစီဖြစ်နေတာဘာကြောင့်ကိုယ့်ကိုစစ်ဆေးပါအကယ်၍သင်ဟာကောင်းသောမျိုးစီဖြစ်တော့ကျေတော့ရှင်းမပါတယ်ရှင်းမပါတယ်သင်အဖြစ်မှန်တော့အတိစပါးပင်အတိတိမှဖြစ်ပါတယ် အဲ့တော့တင်ရတော့ခုနသူတို့လိုပြောစရာရှိရှင်မှရှိမယ်။ဆုံးမဟောရပေးပါမို့လို့။နော်။အာမြားစွာတော်ကိုတို့ပြပါမို့လို့။နဆိုးတို့နင်ထုတ်ပါမို့လို့။ပြောစရာရှိရှင်မှရှိမယ်။ထိုင်မဲ့တေချပါတယ်တင်ရတော့။နော်ကိုရောရဲ့တနေ့မှာကိုရောရဲ့ချီးမွမ်းခြင်းခံရမယ်။နော်မှန်တော့ကောင်းသောမျိုးစစ်ဖြစ်တော့ကြောင်းကောင်းငင်ပေါ်မှာထာဝရဆန်စားမယ်လို့ခေါ်အပ်ပေးနေ။ဒီကောင်ချုပ်ပါရယ်။ဖျားသခင်နဲ့တင်တော့အလုံးကောင်းကြီးပေးပါစေတော့။အာမင်။